ကုန်လုံးပဲအဲကျတို့မန္တလေး KB မန္တလေးဖွင့်လာတဲ့အိမ်ကအာတချမ်းကပြူသွားတာပေါ့နော်တချမ်းကတော့လုံးလုံးပြူသွားတယ်အာနောက်အိမ်ထဲဝင်လို့ရတဲ့ဆာမဆက်လိုက်တဲ့ခါကျတော့လည်းအိမ်တိတ်အိမ်လုံးကနေလို့မရတော့ဘူးပေါ့နော်အကုန်လုံးဘလို့ကြီးမန်းကိုမသိဘူးအဲ့ဒီငလင်လှုပ်တဲ့နေတရားစားပြီးစိတ်နဲ့ကိုယ်နဲ့မကတ်တာဘာမှလည်းစဉ်းစားလို့မရဘူးဘာမှလည်းတွေးလို့မရဘူးဘာမှကိုဟို နေသားနေနေရတယ်စိတ်နဲ့ကိုယ်နဲ့လည်းမကပ်ဘူးဘလို့ရင်းနှံကုန်မသိအခုဆိုရင်လည်းစကားပြောတာပြောနေတယ်ဘာပြောလို့ပြောနေမှောင်အကြောင်းရအောင်ခေါင်းလေးပါပြန်စဉ်းစားလို့မရအဲ့လိုမျိုးပေါ့နော် အများအားစတုတီတာကျွေးရလဲဝါသနာပါတယ်နောက်တစ်ခုကစတုတီတာကျွေးတဲ့ဆိုင်မှာဂလင်ဘေးအတွက်ကိုပေါ့နော်အတူခံပြီးတော့ကိုတတော့ကနေအားနေပါဝင်ကူညီပဲနောက်ပြီးတော့ခလေးတွေလည်းပေါ့နော်ကြွေးရဆိုင်ရခလေးတွေလည်းအာသူတို့လည်းလှူချင်ကြတယ်ဘာပဲပြင်ကူချိန်မှာလှူဖို့ဆိုတော့ကိုရေးချေးရမလို့ တူဖို့အဆင်မပြေတဲ့သူတွေလည်းအများကြီးရှိတဲ့အတွက်ကြောင့်အခုဆိုလဲကြပါဒါအလှခံတယ်ဆိုပေမဲ့လည်းစတုဒီတာကြွေးကျင်တဲ့စိတ်ကပိုများပါတယ်အဲ့ဒါအုံမှာနိုင်တဲ့သူကနိုင်တဲ့လောက်လေးပဲပောင်ဝင်ကူညီပေးပါလို့ကြပါဟိုအဲ့လိုမျိုးလေးဖိတ်ခေါ်ချင်တာပေါ့နော်မနိုင်လို့မကူလဲဘာမှမဖြစ်ဘူးအဝစားပါအဓိကကြွေးကျင်တဲ့စိတ်ကအဓိကပါဟုတ်ဘယ်လိုပြောရမလဲအခုအခုအခြေအနေကြီးကတကယ်ကို နေ့မြညပြောက်ပေါ့နော်ဟိုတကယ်ကိုချက်ချင်းမိနစ်ပိုင်းပြမှာဖြစ်သွားတဲ့အတွက်ကြောင့်အကုန်လုံးရင်ဆိုင်နေရတဲ့အပူတွေကိုလည်းနားလေတယ်တောကားတွေကိုလည်းနားလေတယ်အဲ့အတွက်ကြောင့်ကိုရိုင်းကိုကြလည်းသွားပြီးတော့ချက်ကျွေးစင်အပြည့်ရှိရဲဒါပေမဲ့ကဗျာတို့ရှိမှာသွားဖို့ဟိုမှာအဆင်မပြေတာလေးတွေဖြစ်မှာတကြောင်ရယ်နောက်ပြီးတော့ကဗျာကိုယ်တိုင်လည်းနေပြည်တော်မှာကဗျာတို့ငလင်းဂျန်ခံရတာဟိုကဗျာတို့အဲ့အချိန်မှာနေပြည်တော်ရောက်နေတဲ့အတွက်ကြောင့်အဲ့ရပြန်လာပြီးတဲ့အဲ့ခေါင်းကြီးရောတစ်ခုလုံးကိုက်တဲ့ကိုက်တဲ့အကိုက်ကြီးရကဗျာကြီး အခုဒီဒီနေ့မှကဗျာဒီဆိုင်ပြန်လာတာပေါ့နော်ကိုကိုတိုင်းလည်းအိရာလည်းလဲတဲ့အချိန်လေးဒီဖြစ်တဲ့အခါကျတော့ကိုလည်းသွားဖို့စိတ်ပဲရှိရဲ့အမလို့အော်တခါလေးကြာရင်ကျမ်းမာအောင်နေရမယ်ဆိုတာကျမ်းမာရေးအရန်ရေးကြီးရဲ့အမလို့အခုဖြစ်နေတဲ့သူတွေလည်းကျမ်းမာအောင်ပဲနေပါကျမ်းမာရဲဆိုရင်ကိုကအရာရာပြန်စူးစမ်းလို့ရပါတယ်ကိုကစိတ်အားငယ်ပြီးစိတ်ဓာတ်ကျပြီးမကျမ်းမာရင်ဒါလေး အာဘာမှကိုကအရှိရှောက်ကိုဘာမှ plan နေလုံနိုင်မှာမဟုတ်တော့အဲ့တော့ချမ်းမောင်နေပါချမ်းမယူလေကယူဆိုင်ပါစိတ်ကြမကြပါနဲ့အာအဲ့ငလင်ဖြစ်တော့ကြပြရနေကြည့်တော့မှာပေါ့နော်နေကြည့်တော့မှာဆိုင်ဇေယောင်းဘွက်တော့လုံနေရဲ့အချိန်ပေါ့ကိုကိုတိုင်းလဲမြင်ခဲ့ရတယ်ကိုကိုတိုင်းလဲကိုရှိမာတွေကိုပြိုတာတွေကိုကိုထမင်းလာချက်ပေးတဲ့အန်တီတွေစုံပါတဲ့အထိကိုတွေကအဖွဲတွေရသူတွေတော့မှစုံတဲ့အထိကိုကလည်းမြင်ခဲ့ရတဲ့အတွက်ကြောင့် ဘာလို့ကြီးမန်းကိုမသိဘူးအဲ့ဒီငလင်လှုပ်တဲ့နေတရားစားပြီးစိတ်နဲ့ကိုယ်နဲ့မကတ်တာဘာမှလည်းစဉ်းစားလို့မရဘူးဘာမှလည်းတွေးလို့မရဘူးဘာမှကိုဟိုနေသားနေနေရတယ်စိတ်နဲ့ကိုယ်နဲ့လည်းမကတ်ဘူးဘလို့ကြီးမန်းကိုမသိအခုဆိုရင်လည်းစကားပြောတာပြောနေတာဘာပြောလို့ပြောနေမှောင်အကြောင်းအရာကိုခေါင်းလိုက်ပါပြန်စဉ်းစားလို့မရအဲ့လိုမျိုးကြီးပေါ့နော်အဲ့ဒီနောက်ပိုင်းတွေကလေဘာမှလည်းလှုပ်ချင်စိတ်မရှိဘူးအခုချိန်ထိကိုစိတ်တရားလေးပုံမှန်မဖြစ်သေးဘူးဒါတောင်ကြပြတော့ အသက်ဘေးနဲ့ရင်မဆိုင်ခဲ့ရဘူးကိုခံစားခဲ့ရတဲ့ဒီငလျင်ခံစားခဲ့ရတဲ့ပြိုတာတွေပြက်တာတွေလမ်းအကုန်မျက်စိရှိမှကိုနေတဲ့အဆောက်အဦတွေပြိုတာတွေမြင်ခဲ့ရတယ်အဲ့ဒါတောင်မှပဲကြည့်ရလို့ဒီလောက်သွေးပြက်တာတကယ်ခံစားနေရတဲ့သူတွေနောက်ပြီးတော့ဒီရှာလို့မထွေသေးတဲ့တကယ်ကိုပိတ်မိနေတဲ့သူတွေအတွက်မိသားစုဝင်တွေဆိုရင်ယူကျိုးမရပဲအင်တာဗျူးလေးတွေကြည့်လိုက်ရင်တော့မှကိုယ်မှမျက်ရည်ပေါက်ပေါက်ကြာပြီးတော့အဲ့လိုယူကျိုးမရဘူးပဲကိုယ်လည်းကိုယ်ကိုယ်တိုင်လည်းခံစားရတယ်ပေါ့နော်တကယ်မဟုတ်အကုန်လုံးပဲ ကျွန်တော်တို့မန္တလေး KP မန္တလေးဖွင့်လာတဲ့အိမ်ကအာတချမ်းကပြိုသွားတာပေါ့နော်တချမ်းကလုံးလုံးပြိုသွားတယ်အာနောက်အိမ်ထဲဝင်လို့ရတဲ့ဆာမှာဆက်လိုက်တဲ့ခါကျတော့လည်းအိမ်တိတ်အိမ်လုံးကနေလို့မရတော့ဘူးပေါ့နော် အကုန်လုံးဒါတောင်ကျွန်တော်တို့ဆိုတော်တော်ကန်ကောင်းတယ်အိမ်ကကားတွေဆိုရင်လည်းကျွန်တော်တို့အမိသားစုဝင်ရကားတွေဆိုအဲ့ချိန်မှာစီသွားထဲတော့အပြင်ရောက်နေလို့နောက်မဆိုရင်အကုန်လုံးလူတွေရောကားတွေရောအခုချိန်မှာတော့ဘာပဲဖြစ်ဖြစ်ဟိုပစ္စည်းဆုံးရှုံးသွားတယ်ဆိုပေမဲ့လူတွေအသက်အန္တရာယ်မဖြစ်တာဟိုပဲလူတွေဘေးကင်းတာဟိုပဲ ဗျာတို့ကဒါဟိုကန်ကောင်းတယ်လို့ပြောရမှာပေါ့နော်ဒီမင်းမျိုးမှာပဲခဏနေနေရပါတော့ပထမရက်တည်းကတော့ဗျာတို့ကထိမှပစ္စည်းတွေလည်းရှိတဲ့အတွက်ကြောင့်လူကြီးတွေကတော့လမ်းမှာပဲအေးရတာပေါ့လမ်းမှာပဲအေးရတယ်လမ်းမှာပဲပစ္စည်းတွေစောင့်နေရတယ်ဗျာတို့အထယ်တွေလည်းအများကြီးရှိတယ်အာဗီဇာစုဝင်တွေလောလောဆားတွေလည်းရှိတဲ့အခါကျတော့အပြင်မှာပဲစောင့်ပြီးတော့နေရတာပေါ့အခုတော့ဖြိုတဲ့အခွဲတွေနဲ့ပါနဲ့ချိတ်ဆက်ရပြီးတော့ဖြိုတင်တာတွေဖြိုရရရှိရတဲ့အရေးကြီးတဲ့ဆားဆက်တယ်ရှူပြီးတော့အခုတော့နေမျိုးမှာပဲနေရတာပေါ့ ဟိုဒါအားလုံးနဲ့ရှင်တော့ကြဗျာတို့ရဲ့အပူကဘာမှမပြောပါလောက်ပါဘူးသို့ပေမဲ့ကြဗျာတို့လည်းအဲဒီကာလလေးတည်းဇန်ကာလလေးတွေဖြစ်တဲ့အတွက်ကြောင့်ကြဗျာတို့ဈေးရကြဗျာဆိုဈေးရောင်းပွဲတော့နှစ်ခုစာအကုန်စီစဉ်ထားရတယ်နောက်ပြီးတော့ကြံအတွက်တွေစီစဉ်ထားရတယ်နောက်ပြီးတော့ကြဗျာစိုင်ကွဲဖွင့်ဖို့တွေစိုင်ကြီးစာချုပ်ချုပ်ထားရတယ်အဲ့အတွက်ကြောင့်ကြဗျာဆိုလဲခုမှစီးပွားရေးနဲ့ပတ်သက်ပြီးတော့အရန်ကြက်ကြက်တဲတဲ့ခါတွေခက်ခဲတဲ့ဟာလေးရှိရပါဘောနော်အခုချိန်ဆိုရင်စိတ်သွားတိုင်းကိုမပါဘူးကိုအများကြီးလူကျင်တယ်ဒါပေမဲ့ကြဗျာစီမှာဒီပစ္စည်းတွေမှာကြဗျာငွေသွားကျွန်နေတာတွေရှိတယ်အဲ့အတွက်ကြောင့်ကြဗျာ အများကြီးမလှနိုင်အောင်ဒါပေမဲ့လှချင်းစိတ်ကတော့ယင်ထဲမှာအရန်ရှိတယ်ဒါပေမဲ့ကြပြလှုပ်ပေးနိုင်တာတော့ကြပြမပြတ်နေစင်နဲ့အများကုသိုလ်ကောင်းမှုတော့ကြပြအမြဲတမ်းလှုပ်ပေးတယ်ကို့မှာ အာဘာမှဟိုကိုကိုတိလည်းရောက်သွားမလို့နိုင်ဘူးဆိုရင်တော့မှကိုကျမ်းမာရေးရောเนาะကိုအိမ်ကနေပြီးတော့နေ့စဉ်နဲ့အမြကုတော်ကမှုအမြဲလုပ်ပေးတယ်အခုဆိုလည်းကဗျာတပိုင်းတနိုင်လေးဗျာဒါစတုတိတာကျွေးတယ်လှူပေးတယ်လာပြီးအလှူထည့်ပေးတယ်တယောက်ချင်းစီရအောင်လဲကျေးဇူးတင်တယ်ဒါနေရာတိုင်းမှာအလှူခံနေကြတာလေဒါကားရင်းနဲ့ပတ်နေရတူရစားလဲဒါနေရာတိုင်းမှာနေရာတိုင်းမှာနေရာတိုင်းမှာထည့်ပေးကြတဲ့အလူရှင်တွေကြီးပဲအဲ့အတွက်လဲဒါလူပေးနိုင်တဲ့အလူရှင်တွေအကုန်လုံးလဲဗျာတကယ်ကျေးဇူးတင်တယ်ဘလောက်လေးပဲလူကိုကျေးဇူးတင်တယ်လူချင်းစိတ်ရှိနေတာကိုပဲကျေးဇူးများကြီးတင်ပါတယ် အားလုံးကတော့ဇောနဲ့ကယ်ဆယ်ရေးသမားတွေဆိုလည်းအသက်ကိုအသက်ကိုတောင်ကိုမငဲ့ပဲနေပေါ့နော်ဒီဒုက္ခဖြစ်နေတဲ့မိသားစုတွေအတွက်ကိုနေပူမရှောင်မိုးရွာမရှောင်ကိုအသက်ကိုတောင်မရှောင်ပြူပေးနေကြတဲ့အတွက်ကလည်းတကယ်လည်းရင်ထဲကနေဝမ်းသာပီတိဖြစ်ရပါတယ်တကယ်ကိုနေရာတိုင်းမှာလူနေကြတဲ့အလူရှင်တွေဒါသွားလှူကြတဲ့ပရဟိတအဖွဲ့တွေဆိုလည်းတကယ်ကိုဟိုအဲ့ဒါလေးကတော့ဝမ်းသာစရာပေါ့နော်အင်ဒိုက်အားဒိုက်လူနိုင်တဲ့သူတွေအကုန်လုံးက အများကြီးလူပေးနေကြတာတွေ့တယ်အဲ့အတွက်လည်းတကယ်လဲဝမ်းသာရတယ်တကယ်လဲကျေးဇူးတင်ပါတယ်အခုချိန်မှာတော့ဟိုကိုကိုကိုလည်းဂယူဆိုင်ပါလို့ပြောခြင်းတယ်ဘာလို့ဆိုတော့ဟိုဒီလိုလူတွေရှိမှလည်းဒါဆက်လက်ပြီးတော့လှုပ်ဆောင်ရမယ့်အလုပ်တွေအများကြီးရှိသေးတဲ့အတွက်ကြောင့်ဂယူဆိုင်ပါလို့တော့ခင်ဗျာဒီနေရာလေးကနေပြောခြင်းပါတယ်ရှင်